ရခိုင်ပြည်အတွင်းစစ်ကောင်မရှင်တက်ထိန်းချုပ်ထားစေမျိုးတော်စစ်တွေနဲ့ကြောက်ဖြူမှန်အောင်မျိုးနေတွေမှာစစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေပါတယ်။စစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာရခိုင်ကိုစားပြုပါဝင်မဲ့ပါတီ၅ပါတီရှိပြီးအဲ့ဒီပါတီတွေကတော့ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင်ဦးဆောင်ပါတီ AFP ပြည်သူ့လွှတ်တော်အမတ်ဟောင်းဦးပါရှင်တီထောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ RNB ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP မျိုးတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ MNDP နဲ့ခမည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြပါရယ်။ကြောက်ဖြူမျိုးနယ်မှာအရခတက်တော်နဲ့စစ်ကော်မရှင်တို့တိုက်ပွဲတွေပြင်းထန်နေပေမဲ့လည်းရခိုင်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဒီပါတီတွေကတော့အပြိုင်ဆိုင်မင်းဆွေစေယုံမုံတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါရယ်။အလားတူစစ်တွေနဲ့မအောင်မျိုးနယ်တွေမှာလည်းမင်းဆွေစေယုံမုံတွေရှိနေတယ်လို့ဒေသခံတွေကပြောကြပါရယ်။ရွေးကောက်ပွဲဆိုတာပြည်သူတရေလုံးဒါမှမဟုတ် တမတ်ထားတဲ့မေးစံတာနေမှာရှိတဲ့ပြည်သူတွေကိုကိုစားပြူတာဖြစ်ပြီးရခိုင်ပြည်သူတရလုံးနေပါမပါဝင်နိုင်တဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတဲ့ရခိုင်ပါတီတွေနဲ့ကိုစလေတွေအနေနဲ့ရခိုင်ပြည်သူလူထုအတွက်အကျိုးသက်ရောက်မှုရှိနိုင်မလားဆိုတာနဲ့ပတ်သက်လို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ELD ရဲ့အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်ကအခုလိုတုံ့သက်ပြောဆိုပါရယ်ရခိုင်မှာဘေးဝင်ပြန်ကားဖို့ ပါတီထောင်ကားတဲ့ပုံကိုဒီကိုစလေလုံးတီကိုနိုင်ကိုက တမေဗေရာရာဒမီနဲ့နိုင်ရီဆိုတဲ့ဟာမျိုးသူတို့လက်ခံနိုင်ရီဆိုတဲ့အခါမှာအဲတနည်းအားဖြင့်ပြည်သူတရားလုံးရဲ့ဆန္ဒမင်းမပါကလေးခိစားမရှိတချို့ရှေတော့ရာဘီကြီးကိုယ်တလေဖက်ကဗီရောဆိုတဲ့ပုံစံမျိုးလာနေနိုင်ငံရေးအောက်စီနဲ့လိုက်နေကတည်းလို့မဲဒီကပြည်သူကိုစားဆိုတော့တဲ့ကိုကိုနိုင်ကိုကအမတန်အမမွနေကတည်းလားဆိုတဲ့ဟာမျိုးကိုပြည်သူတို့ဒီကိုပြန်ပြီးဝင်ခေါ်မြင်ရဖို့ပါကြားတယ် န်တယောက်ပဲပြီးပြီးတပိုင်းပဲပြီးပြီးရေမဲနဲ့နေပြီးကိုယ်စလေဖိုက်တာတို့ဇာနာမှာလာပြီးလွှတ်တော့တက်ခါမလို့ဇာပိုင်ပြည်သူအကျိုးကိုဆောင်ရွက်ဖို့လေစတေမလာ၁၄ရက်နေ့မှာရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့တိုင်းဒေသကြီးနဲ့ပြည်နယ်၈ခုကမြို့နယ်ပေါင်း56ခုကိုကျင်းညာခဲ့ရမှာရခိုင်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်အပါအဝင်အရခတ်တော်အေထိန်ရှုပ်ထားတဲ့အန်တန်တွေတန်ကုန်နဲ့ကွာလို့လဲပါဝင်ခဲ့ပါတယ် ရွေးကောက်ပွဲကော်မရှင်ကရခိုင်ကမြို့နယ်ခုနှစ်ခုမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့ထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်းစစ်တပ်ထိန်းချုပ်ထားစေစစ်တွေနဲ့ကြောက်ဖြူမြို့မှာတော့နေမြေအားလုံးမှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့နိုင်ငံရေးလေးလာသုံးသပ်သူတွေကပြောဆိုကြပါတယ်စစ်တွေနဲ့ကြောက်ဖြူမြို့တွေကရဲကွက်နဲ့ကြေးရွာအုပ်စုပေါင်း80ခုမှာရွေးကောက်ပွဲအပိုင်း1ကိုမကျင်းပနိုင်ကြောင်းဒီဇင်ဘာလ6ရက်နေ့ကစစ်ကော်မရှင်ပိုင်းသတင်းစာတွေမှာဖော်ပြပါတယ် ကျောက်ဖြုံမြို့နယ်ကစနေမြို့ပေါ်ရက်ကွက်အပါအဝင် ကြီးဝအုပ်စုပေါင်း53ခုနဲ့စစ်တွင်မြို့နယ်ကကိစ်ပါရက်ကွက်အပါအဝင်ကြီးဝအုပ်စုပေါင်း18ခုမှာရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်မှာမဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဦးတန်းစိုးကလက်မှတ်ရေးထိုးကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်စစ်တွင်နယ်ကျောက်ဖြူတို့ကရက်ကွက်ကြီးဝအုပ်စု80ခုအပါအဝင်မြန်မာတနိုင်ငံလုံးကရက်ကွက်နဲ့ကြီးဝအုပ်စုပေါင်း 3000လောက်မှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့လည်း UEC ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။မြန်မာနိုင်ငံမှာစစ်ကောင်မရှင်ကရွေးကောက်ပွဲအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးအပိုင်း2ကိုတော့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။အရက်ခတ်တော် A ကရခိုင်ပြည်နယ်အတွင်းစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ AA ပြောခွင့်ရသူဥခိုင်သူခါကပြောဆိုထားပါဗျ ရခိုင်ပြည်အတွင်းမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေပြီးရခိုင်ပြည်သူလူထုတွေကိုမတရားတပ်ဖြတ်နေတာတစ်ဖက်မှာလည်းရခိုင်ပြည်အတွင်းကသူတို့ထိန်းချုပ်ထားစေစစ်တွေကြောက်ဖြူနဲ့မအောင်မြင်နေတွေမှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရလဲဖြစ်ပါတယ်စစ်ကောင်မရှင်ကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာရခိုင်ပြည်သူတွေအပါအဝင်မြန်မာတိုင်းငံလုံးကပြည်သူလူထုအတွက်အကျိုးတစုံတရာမဖြစ်နိုင်တယ်လို့စစ်ကောင်မရှင်ရဲ့နိုင်ငံရေးထွက်ပေါက်တစ်ခုပဲဖြစ်တယ်လို့လည်းနိုင်ငံရေးလေးလာသုံးသပ်သူတွေကပြောကြပါရဲ့ရှင်